ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှုပ်ကင်းရတဲ့အချိန်ကလာအဖြစ်တမန်မဲ့ဆိုရင်တရင်ရလာပြီးကျတရက်ကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှသာလဲကထိန်သင်္ကန်းလှုပ်ကင်းရတယ်အဲ့လိုကထိန်သင်္ကန်းလှုပ်ကင်းရတယ်ဆိုတော့လည်းပဲ မြင်မြင်ဝါဝါကျဟန္တာငါကိုလိုက်ပြီးတော့အရှင်မြတ်ကထင်းသင်္ကန်းလှူပါတဲ့လို့လှူလို့မရဘူးကျောင်းတိုင်းနဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်အခုမှရန်ကုန်မှာဗာရီချင်းနေတော့ဆိုလို့ရှိရင်ဝါစုဝါစုဦးလာလို့ရင်ဝါစုသင်္ကန်းမှာဖျားလို့လာလှူတယ်ဝါကျွတ်တာနဲ့တပြိုင်နက်ဒါကထင်းသင်္ကန်းမှာဖျားဆိုဟဲ့ကထင်းသင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူ ကထိန်သင်္ကန်းဆိုတာတန်ခိကပဲရှုလို့ရတယ်။ဝါကျွတ်တာနဲ့ကထိန်သင်္ကန်းမဟုတ်ဘူးနော်။ကထိန်သင်္ကန်းဆိုတာတန်ခိကပဲရှုလို့ရတယ်။တန်ခိကဆိုတာအများပိုင်းသင်္ကန်းပုဂ္ဂိုလ်တူတဲ့သွားပြီးတော့ကထိန်ခင်မို့ဆိုသွားရှုလို့မရဘူး။ဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်။အဲ့တော့တန်ခါဆိုရင်တန်ခါဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်။ အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကဋ္ဌိနာကံဆောင်ရွက်ဖို့အတွက်ဝိနိကိစ္စကျွမ်းကျင်တဲ့ကဋ္ဌင်ခင်းတတ်တဲ့ဇာဟန်တော်ကိုတန်ခါအနေပြီးတော့ကိုရောကဋ္ဌင်ခင်းဖို့ဆိုပြီးပေးရမယ်။ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကကဋ္ဌိနာကံလို့ဆိုကဋ္ဌင်ခင်းခြင်းဝိနိကံကိုဆောင်ရွက်မှဖြစ်တယ်။အဲ့လိုဆောင်ရွက်တဲ့အခါမှာကြံရှိတဲ့ တန်ဃာတွေကအနုမောဒနာပြုတယ်အနုမောဒနာဝါမြောက်ကြောင်းထောက်ခံပြောကြလိုက်အလုံးဟာကထိန်ခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကထိန်အာနိသင်ဆိုရယ်ကထိန်အကျိုးကိုရကထိန်အကျိုးဆိုတာတွေကဟောဒီနမန္တစာရအတ္တမဒနာဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ ငါလာထူချတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲသင်္ကန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှားပါမှုမဖြစ်အောင်အကာအကွယ်စောင့်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထိန်သင်္ကန်းကိုခွင့်ပြုခဲ့တယ်ဒီเจ้าကိုတော်ဝတွင်လုံးစောင့်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲဘုရားကြွလာတဲ့ယဟန်ဒီခိတကနာကြွလာတဲ့အာရုယဟန်ဒီ ဒီเจ้ามาตันลีกติงานဖြစ်ပေါ်လာလို့ရှင်မိမိဆန္ဒအလျောက်ခွဲဝေပေးခြင်းပြီးမပေးခြင်းနေလို့ရတယ်ဒီเจ้าဝါဆိုပြီးကထင်ခင်းထားတဲ့ပုဂ္ဂိုလ်သားသက်ဆိုင်တယ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေမသက်ဆိုင်ဘူးလို့အဲ့ဒီအခွင့်အရေးတစ်ခုအထူးထူးခြားခြားပေးတာပဲဖြစ်တယ်ပေါ့ကထင်လူကိုလှူချတဲ့တာယကတာကမများအနေနဲ့ကတော့ကာလတဏ္ဍဆိုတဲ့ထူးခြားတဲ့ တန်ခိကအလှကိုလှူရတာပဲဖြစ်တယ်။တန်ခိကအလှဆိုတာပုဂ္ဂရိကအလှတဲ့ညတ်တယ်။အဲ့တော့တန်ခါအလှဆိုတာတချို့ကိစ္စတွေမှာတန်ခါတတေးမှကြီးပဲမလှူရဘူး။လှူလို့ရှင်အဲ့ကိုတော့ပိုင်ဆိုင်ခွင့်မရှိတော့ဘူး။တန်ခါတွေနဲ့ပဲလှူရ။ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးတန်ခါတတေးမှလို့မဆိုရဘူး။တချို့ကဘုန်းကြီးဆိုရင်တန်ခါဆိုပြီးတန်ခါတတေးမှလည်းဆိုလှူချတယ်။အမှန်ကတန်ခါတတေးမှဆိုရင် အ ਨੇ ဆုံးယဟန်တန်ခါ၄ပါးရှိမှဝိနိကံဆောင်ရွက်လို့ရတဲ့တန်ခါဖြစ်တယ်။ဒီတန်ခါသတေးမှဆိုတန်ခါဟုသည်။အလုံးပိုင်ဆိုင်သွားတဲ့ပစ္စည်းဖြစ်တယ်။အဲ့ဒါကြောင့်မို့ယဟန်တော်ဘာပြူတယ်ဆိုလို့ရှိရင်တော့တန်ခါသတေးမှလို့မဆိုရဘူး။မဆိုတတ်လို့ရှိရင်အရှင်ဘုရားအလှူပါဤသို့မို့အာသမတော်တေးမှအရှင်ဘုရားလှူပါဤလို့ပဲဒီလိုပဲပြောမှာဖြစ်တယ်။ အဲ့တော့ဝတ်ထွက်တဲ့ကာလမှာကထိန်သင်္ကန်းမှာဖျားဆိုပြီးခဏခဏလာလာဆက်ကကြတယ်နော်အဲ့ဒါအဲ့ဒါလို့ကတ်လို့မရဘူးဝါစုဥကာလမှာတော့ဝါစုသင်္ကန်းဆိုတာဆက်ကတ်လို့ရတယ်ယန်တပါးတည်းလည်းကတ်လို့ရတယ်ဒီကြောင်းထဲမှာလည်းပဲအချိန်ချင်းကတ်လို့ရတယ်ဝါစုသင်္ကန်းကထိန်သင်္ကန်းဆိုတာတစ်ခါပဲကတ်ရမှာဖြစ်တယ်တစ်ခါကတ်ပြီးတော့ဝိနည်းကနဲ့တန်ခိကသင်္ကန်းအစစ်စစ်မှာကထိန်ခင်းရတယ် အခုဒီနေ့ခုဆက်ကလိုက်တဲ့နှစ်ထပ်သင်္ကန်းကြီးဟာတန်တန်ကြီးကသင်္ကန်းကျန်တဲ့အချာရံသင်္ကန်းတွေကကြွလာတဲ့တန်ကအတိယဟန်အတိတိကိုလှူမဲ့သင်္ကန်းတွေဖြစ်တယ်ကထင်ရဲ့အယံအနေနဲ့လှူတာပဲဖြစ်တယ်အဲ့တော့ကထိနာကံဆောင်ဖို့ကျတော့သင်္ကန်းကတစ်ထဲပဲလှူတယ်နှစ်ထပ်သင်္ကန်းပဲဖြစ်စေဧကတိပဲဖြစ်စေသိမ့်မယ်ဖြစ်စေအဲ့ဒီတန်ခါက ဒီလှူထားတဲ့ကထိန်သင်္ကန်းကိုတန်ခါကနေပေးလိုက်တဲ့အခါမှာဒီကထိန်သင်္ကန်းရဲ့အရန်အဖြစ်ရည်မှန်းပြီးတော့လှူထားတဲ့ပစ္စည်းတွေကြတော့ကထိန်သင်္ကန်းဆက်ခံွယ်ကထိန်သင်္ကန်းအနှင်းခံရတဲ့ယဟန်နဲ့သက်ဆိုင်သွားတယ်ပေါ့လို့ဆိုအဲ့ဒါကိုပဲညမကြီးလို့ခေါ်နေကြတာနော်ညဆိုတာကထိန်ခံတဲ့ပုဂ္ဂိုလ်ရွေးချယ်တဲ့အဲ့ဒီကထိန်ခံတဲ့ပုဂ္ဂိုလ်အတွက် ညက်တင်တာကနေခင်မှာတော့ကျောင်းတိုက်ကိုရည်စူးပြီးတော့လှူကြတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကာလဒါနကထိန်ခေကာလမှာဒုဒရီထူချတဲ့ကထိန်သင်္ကန်းကိုကတ်လူခွင့်ရတာဂျေနတ်ဆရာကောင်းတယ်ဘာကြောင့်ဂျေနတ်ဆရာကောင်းလို့ဆိုရသော်ဘုရားသခင်ကိုရမြတ်ကိုယ်တိုင်ကရှင်ညွှန်းခဲ့တာ ချင်းညောင်းခဲ့တယ်ပြီးတော့ကောရမီကသူကိုယ်တိုင်တင်ကန်းရက်လုတ်စီပြီး သူကိုယ်တိုင်စီမံထားတဲ့တင်ကန်းကိုမြတ်စွာဘုရားကိုလှူတဲ့အခါမှာမြတ်စွာဘုရားကတန်ကေတွန်ကောရမီတိဟိတန်ခါကိုလှူလိုက်ပါလို့တိုက်တွန်းတယ်ဘုရားအတွက်ရည်ညွှန်းလာတာကိုမြတ်စွာဘုရားကတန်ခါကိုလှူလိုက်ပါလို့ညွှန်းပေးလိုက်တာ ဒီလိုတော့ကောရမိကြီးရဲ့စိတ်ထဲမှာတော့မြတ်စွာဘုရားအပေါ်မှာတန်ရောစင်ရှေခံတဲ့စိတ်နဲ့လှူတာပေါ့နော်